်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေအောက်တိုဘာလ31ရက်ဒီကနေ့နေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လေပင်မင်္ဂလာပင်လေအရှိအလေပိုင်းနဲ့အရှိတောင်ပိုင်းတွင်တိမ်တင်တင်မှတိမ်ထူရနေပြီးကြံမင်္ဂလာပင်လေတွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမယ်ဒီနေ့ညနေထိခမန်းချက်ကတော့ AR တိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့တွင်နေရာအနှံ့ပြရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစစ်စစ် ပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိကျုံရပါမယ်။ရှဟန်ယာနုံပြည့်ဖြစ်ပါတယ်။ ိုထိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရ AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးထိန်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအစုပေါင်းမိုးထိန်အောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချုပ်ပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစားရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှာယံအကြံပြုရပါသည် မြမပင်လေပြင်းတွင်မြမကဲဝရန်တျှောင်းနေကန်းလွန်ပင်လေပြင်းတို့မှတခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးတက်လေပြင်းကြစဉ်ရှေးပြင်းမြေပြင်းလေသည်တနအိလေမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါသည်။လှိုင်းမြမမြမကဲဝရန်တျှောင်းနေကန်းလွန်ပင်လေပြင်းတို့တွင်ရှစ်ပေမှ10ပေကန်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ် ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စိတ်မှနေရာအနှံ့ပြားမွေးထချုံရနိုင်ပါတယ်။နေပြည်တော်နဲ့နေတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့နေရာကွက်ကြားမွေးထချုံရပါမယ်။ရွှေရယာနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့နေရာကွက်ကြားမွေးထချုံရပါမယ်။ရွှေရယာနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေဒီခမန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရနိုင်ပါတယ်။ရွှေရံရုံ60ဖြစ်ပါရှင်။